ဟန္နာလိုတမုတ်ခဲ့တယ်။ထိုင်းနိုင်ငံကဆရာတော်ဘုရားကြီးဖရာအာချမ်းမန်းရဲ့ထူးခြားတဲ့ဖြစ်စဉ်အကြောင်းကိုတင်ဆက်ပေးပါမယ်။ဆရာတော်ဘုရားကြီးဟာမြန်မာပြည်ပွားမဟုတ်တဲ့အိန္ဒိယထိုင်းနိုင်ငံကဆရာတော်ဘုရားကြီးတပါပါ။ယင်းဆရာတော်ဘုရားကြီးဟာမြန်မာနိုင်ငံကိုလည်းကြွားရောက်ခဲ့ပြီးမြန်မာစာမြန်မာစကားကိုကောင်းစွာပြောတတ်ကြောင်းကိုလည်းလေ့လာမှတ်သားရပါတယ်။ဆရာတော်ဘုရားကြီးရဲ့အမည်ရင်းဟာဖရာအာချမ်းမန်းဖြစ်ပြီးတတော်ကြဆရာတော်ဘုရားကြီးလို့လည်းခေါ်ဝေါ်တမှုကြပါတယ်။လုံပုဝန်ဆရာတော်တို့လည်းအများကခေါ်တွင်ကြတယ် ဖရာအာဂျာမန်ဆရာတော်ဘုရားကြီးရဲ့ပွဲတော်ဟာဘူရိတ္ထထေရောဖြစ်ပါတယ်။ဥပ္ပစ္စေဆရာတော်ကတော့ကမ္မထန်းဆရာတော်ကြီးတစ်ပါးဖြစ်ပြီးထိုင်းခေါ်အာဂျန်စောလို့လည်းခေါ်ပါတယ်။ဖရာအာဂျာမန်ဆရာတော်ဘုရားကြီးကို1880ပြည့်နှစ်မှာမွေးဖွားတော်မူခဲ့ပြီး1949ခုနှစ်နိုဝင်ဘာလ17ရက်တတ်တော်85နှစ်မှာခန္ဓာဝန်ချတော်မူခဲ့ပါတယ်။ဆရာတော်ကြီးရဲ့ဇာပနအခမ်းအနားကို လူတသိန်းကျော်လာရောက်ဂါရဝပြုပူဇော်ကြပါတယ်။ အယိုးတော်တွေကိုလည်း22ခရိုင် ခွဲဝေပူဇော်ကြတယ်။လင်းနှစ်ကျော်ကာလခန့်ကြာတဲ့အခါဆရာတော်ဘုရားကြီးရဲ့အယိုးတော်တတ်တော်များဟာပလဲစင်းစုရင်420အထိဓလုံးတော်အလုံးကလေးတွေဖြစ်သွားတယ်လို့လည်းသိရပါတယ်။ဆရာတော်ကြီးရဲ့ထေရပတိကိုရေးသားခဲ့တဲ့သူဟာဆရာတော်ကြီးရဲ့အန်ဒီဝါတိတပည့်တစ်ပါးဖြစ်ပါတယ်။ဆရာတော်ကြီးဖရတ်အာဂျမန်ဟာမြမလာအိုနေဆက်တောတောင်ထူတက်တဲ့နေရာတွေမှာနှစ်ပေါင်း90ခန့်လှည့်လည်ပြီးတရားအားထုတ်တော်မူခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်ကတောတောင်အထက်ထက်ကို၄ရက်ကျော်ဖြတ်တန်းခဲ့ပြီးမြန်မာနိုင်ငံအတွင်းမှာလည်း၅နှစ်ခန့်ကြာသည့်အချိန်သတင်းသုံးတော်မူခဲ့ပါတယ်။မြန်မာစာမြန်မာစကားကိုကောင်းမွန်စွာတက်မြောက်ကြောင်းလည်းသိရှိရပါတယ်။ဆရာတော်ကြီးဟာဒုတိယကမ္ဘာစစ်ဖြစ်ခါနီးအချိန်နှင်းမလှတဲ့အတွက်မြန်မာနိုင်ငံကထိုင်းနိုင်ငံကိုပြန်လည်ကြွသွားရာ၃ရက်လုံးလုံးလမ်းစာပြောင်းနေခဲ့တဲ့အတွက်စွန့်လည်းမစားရရှာအစာလည်းမရှိခီးလည်းပန်းလာတဲ့အတွက်ကြောက်ပြချက်ကြီးတစ်ချက်ပေါ်မှာထိုင်းရင်းက อืมซารีเด้มาတော့သူတော်ကောင်းတွေကိုရုပ်ကစုံနဲ့တွေကစွန့်ကတ်ကြတယ်လို့ဖတ်ပူပါရဲ့ငါစီကတော့ဘယ်ရုပ်ကစုံမှလည်းလာပြီးစွန့်မကတ်ကြပါလားအဲ့လိုစဉ်းစားမိပြီးတိတ်မကြခင်မှာပဲဘယ်အရက်ဒေတာကမှမသိတတရရရဝတ်စားထားတဲ့လူရွယ်တယောက်ရောက်လာပြီးစွန့်ကတ်ပါတယ်ဆရာတော်ကဘယ်အရက်ကလာတာလဲလို့မိလိုက်တော့လူရွယ်ကပြန်မဖြေခလန်းလန်းကိုလက်ညှိုးထိုးပြပြီးဥချကတော့ပြန်ထွက်သွားပါတယ်စွန့်ကလည်းထူးထူးခြားခြားအရသာရှိလာပါတည်း ါနဲ့စွန်းတကလေးပြန်သွားတာကိုအခဲခတ်ကြည့်လိုက်တော့ခလန်းလမ်းမှာရှိနေတဲ့တစ်ပင်ကြီးတစ်ပင်ရဲ့မျက်ကွယ်လေးရောက်ရောစွန်းတကလေးလည်းပျောက်ွယ်သွားတယ်လို့ဆရာတော်ကြီးမိန့်ကြားခဲ့ပါတယ်။ဆရာတော်ကြီးရဲ့ဖြစ်ရပ်တွေထဲမှာထူးခြားဖြစ်စဉ်တစ်ခုကိုဖော်ပြရမယ်ဆိုရင်တခါကဒကာဒကမတွေဟာဆရာတော်ကြီးရဲ့အကြောင်းမှာစွန်းကပ်လှူကြပြီးဆရာတော်ရဲ့တရားကိုနာကြားကြစဉ်အတောက်စားဝါသနာကြီးလာတဲ့ဒကာနှစ်ယောက်ဟာတရားနာပရိသတ်နဲ့မလတ်မကန့်နေရာမှာငင်းလိုက်ခုန်လိုက်နဲ့စစ်တုရင်ကစားနေကြတယ်။ ဆရာတော်ကြီးကဘာတခုမှမပြောပေမဲ့လေတရားနာနေကြတဲ့တက္ကရာကမအချို့ကတရားနာမဖြောက်နာကြအောင်ဘဝင်မကြဖြစ်ပြီးကစားသမားနှစ်ယောက်ကိုလှည့်လှည့်ကြည့်ကြတယ်တခဏအကြာမှာအဲ့ဒီကစားသမားနှစ်ယောက်စီကဘာသမ်းမှထွက်မလာကြတော့ကြည့်လိုက်တော့ကစားသမားနှစ်ယောက်အနက်ကတယောက်ကပါဇက်အဟောင်းသာတယောက်ကလက်ကိုမြှောက်ပြီးစစ်တူရင်ရွှေ့တော့မဲ့အတိုင်းမလုံမရှက်ကြောက်စရုပ်တွေလိုဖြစ်တည်နေတာကိုအံ့ဩစွာတွေ့ရပါတယ်ဆရာတော်ဘုရားကြီးဟာတပည့်တကားတွေကိုတရားဟောကြားတော်မူတဲ့အခါ နတ်ပြည်နတ်သားတို့ရဲ့အကြောင်းချင်းရာတွေကိုထည့်သွင်းဟောကြားလေးရှိသလိုငရဲပြည်ကငရဲသားတွေရဲ့အကြောင်းကိုလည်းထည့်သွင်းဟောပြောလေးရှိပါတယ်။အလင်းသိရင်သိတယ်လို့နတ်တွေငကားတွေဘလူးတွေရုပ်ကစိုးတွေအကြောင်းကိုလည်းပြောတတ်ဟောတတ်လေးရှိပါတယ်။ဆရာတော်ဘုရားကြီးဟာဇင်းမယ်နယ်ဘက်မှာကြာကြာတရင်သုံးလေးသုံးထားရှိတယ်။အဲ့ဒီဇင်းမယ်မှာညအချိန်ကာလဆရာတော်ဘုရားကြီးထံကိုနတ်ပရိသတ်တွေအလာများတယ်လို့ဆိုပါတယ်။ဆရာတော်ကြီးရဲ့ဇာတိထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ နဂါပရိသတ်တွေကည10:00နာရီ17:00နာရီခန့်မှာရောက်လာတက်ကြပြီးနတ်တွေကတော့ညတကောင်ရန်တနိုင်လောက်မှာပြန်သွားကြတယ်လို့တပည့်တွေကပြောပြခဲ့ပူပါတယ်။ဆရာကြီးဇင်းမေဘက်ကနေပြီးဇာတိရက်ဘက်ကိုယထာနဲ့ပြန်ကြွားတဲ့အခါမျိုးမှာလဲဘူဒာယုံဘေးနှစ်ဖက်နဲ့အထက်ကောင်းကင်မှာဝါကုန်းပုံတွေလိုနတ်မြမာတွေကလာကြတော့ကြတာမျက်စိတစုံမှာပဲတဲ့။ယထာထွက်တဲ့အခါမှာတော့ခီးအတော်ဝေးဝေးအထိ လိုက်ပါရွေလျားကြတော့ကြတယ်လို့ဆိုကြပါတယ်။ နတ်တွေနဂါးတွေတရားနာယူကြတဲ့အခါအလွန်ကိုစီးကန်းတည်ဝတ်ပြီးကိုခန္ဓာတွေကိုလှုပ်တော်မလှုပ်ကြပါဘူးတဲ့နတ်တွေရောက်လာတဲ့အခါဆရာတော်ကြီးကိုလက်အုပ်ချီမိုးပြီးသုံးပတ်လှည့်ကကတော့ကြပါတယ်တရားပွဲပြီးသွားတဲ့အခါမှလည်းတာရုသုံးချိန်ခေါ်လက်အုပ်ချီလို့ဝါကွန်းပုံလေးများပမာပျောက်ွယ်သွားကြပါတည်းတခါကနဂါးပရိသတ်တွေနေ့စဉ်တရားနာလာကြတော့နဂါးမင်းကသူ့ရဲ့ယာစပလင်မှာယူလာပြီးထိုင်လင်းရှိပါတည်း တရားမနာယူခင်သူတို့ဆောင်းယူလာကြတဲ့တောက်တော်ရေးကိုလည်းအရင်ဆက်ကပ်ပြီးမှတောက်လိရှိပါတယ်။ထူးခြားတာကတော့ဆရာတော်ကြီးတရားဟောတဲ့အခါဒီပြင်တရားတွေထံအောင်ချင်းရှိပါတရားကိုဟောတဲ့နေ့ဆိုရင်ညနေကားတွေကပူပြီးနှစ်သက်အားရကြည်နူးကြတယ်လို့ဆိုပါတယ်။ဆရာတော်ကြီးဟာအစောပိုင်းမှာထိုင်းနိုင်ငံအလဲပိုင်းနှခမ်းနှုတ်ဒေသမှာတရားအထုတ်တော်မူပါတယ်။အဲ့ဒီဒေသဟာအလွန်နှစ်နှဲလှတဲ့တောကြီးမြက်မဲလေးဖြစ်ပါတယ်။ရေကုန်စင်စန်းတွေလည်းပေါများပြီး တောင်ပေါ်တောနယ်ကြီးအတွင်းမှာဂူကြီးတကူလည်းရှိပါတယ်။တန်ရှင်းနေတဲ့ဂူကြီးတကူဖြစ်တာကြောင့်ဆရာတော်ကြီးကဘဝင်ကြစွာနဲ့ပဲအဲ့ဒီဂူကြီးအတွင်းမှာတရားအထုတ်ပါတယ်။အဲ့ဒီဒေတာအနီးနားမှာရှိတဲ့ရွာသားတွေကဆရာတော်ကြီးကိုသတိပေးပြောကြားခဲ့တာကိုကြားဘူးတာကတောင်ပေါ်မှာရှိတဲ့ဂူကြီးထဲမှာတရားအမထုတ်ပါနဲ့။ဒီပြင်နေရာတွေမှာခြိုက်တလို့အာထုတ်ပါ။အဲ့ဒီဂူကြီးဟာအလွန်ကိုကြမ်းတက်လှပါတယ်။အဲ့ဒီဂူကြီးအတွင်းမှာအရင်ကသတင်းသုံးခဲ့တဲ့ဖုန်ကြီးတစ်ပါးဟာ ရုတ်တရက်ပြန်လည်တော်မူသွားခဲ့ပါတယ်ဆိုပြီးတားမြစ်ကြပါတယ်။ဆရာတော်ကြီးကတတဝါတို့မြေတီမှာတေကြရမှာဖြစ်ပြီးတရားအထုတ်ရင်းနဲ့တင်းညက်ပါတယ်။အဲ့လိုပြောပြီးအဲ့ဒီကိုကြီးရှိရာကိုသွားကတရားအထုတ်တော်မူခဲ့ပါတယ်။အဲ့ဒီလိုတရားအထုတ်တော်မူတော့၃ရက်မြောက်တဲ့နေ့အထိအေးအေးချမ်းချမ်းဖြစ်ခဲ့ပေမဲ့၄ရက်မြောက်တဲ့နေ့မှာတော့ဆရာတော်ကြီးဟာဝမ်းပြတ်ဝမ်းလျှော့တဲ့တံကိုအလူးလဲခံရပါတယ်။ဆရာတော်ဟာအန်ကျိတ်တင်းရင်ခံပြီး ဝေဒနာကမ္မထံကိုဖိဖိစီစီရှုမှတ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာဆရာတော်ကြီးရဲ့ခန္ဓာကိုယ်ဝန်းကျင်အနှံ့အလင်းရောင်တွေပေါ်လာပြီးဝေဒနာလည်းပျောက်ချင်းမလားပျောက်ွယ်သွားကခန္ဓာကိုယ်ဟာလည်းပေါ်ပါချမ်းသာသွားခဲ့တယ်လို့ဆိုပါတယ်။တစ္ဆက်ထဲမှာပဲခန္ဓာကိုယ်အလွန်ကြီးမားတဲ့တတ္တဝါကြီးတစ်ကောင်ကမြုံကနေပေါ်လာပြီးကျုပ်ဟာဤတော်ဤတောင်ကိုပိုင်ဆိုးတဲ့တကိုးကြီးမားတဲ့ဘလူးဖြစ်ပါတယ်။ဒီမှာတွေ့လားတင်းပုတ် ီတင်းဖို့ဟာစင်ကိုရောင်မြေကြီးတဲကိုပြုဝင်သွားအောင်ရိုက်တက်နိုင်တယ်။ဖတ်မသွားခင်ရိုက်တက်ရပါလိမ့်မယ်။ဒီတင်းဖို့နဲ့ဖုံးကြီး၄ပါးကိုရိုက်တက်ပြီးပြီလို့ပြောလေတော့ဆရာတော်ကြီးကကြောက်ရွံ့စိတ်စိုးစင်းမြမရှိပဲ။တတ္တဝါဆိုတာတင်းမျိုးပဲလေ။တင်းလဲငါကတရားနဲ့တည်မယ်။တင့်ကိုငါမနှောက်ယှက်ဘူး။ငါမှတရားလက်ရှိနဲ့တည်ရတာမို့လုံးဝမကြောက်ဘူး။ညတော့တည်ခြင်းဖြစ်တာမို့ဝမ်းမြောက်စွာနဲ့ပဲတည်မယ်။တင်တကားသာလျှင်ယဟန်သူတော်ကောင်းတွေကိုညှင်းဆဲတက်ဖြတ်တာမို့ အပယ်ငရဲ့ရောက်လိမ့်မယ်မမိုက်ချင်စမ်းမနဲ့တကားဆိုပြီးတရားပါဟောလိုက်လေတော့အလွန်ကြီးမားလှတဲ့ဘလူးဟာတဖြည်းဖြည်းသေးငယ်သွားပြီးပဂရိလူတယောက်ဖြစ်သွားကဆရာတော်ကြီးကိုရှခိုးဥချမန်လျှော့ကတော့ပြီးပျောက်ွယ်သွားပါတော့လေမကြခင်မှာပဲသူ့ရဲ့အချွေအယံဘလူးပရိသတ်တွေရောက်ရှိလာကြပြီးတရားလာရောက်နာယူကြပါတယ်ထိုနည်းတူစွာပဲအဲ့ဒီတော်အနီးမှာရှိနေကြတယ်ထောင်ပေါင်းများစွာသော ရုပ်ကစိုးနတ်ပရိသတ်တွေလည်းအမဲစိကတ်တရားနာကြကြောင်း မှတ်တမ်းပြုရေးဖွဲ့ထားပါတယ်။ဒီအကြောင်းအရာလေးဟာထိုင်းနိုင်ငံမှာယဟန္တာလို့ထင်ရှားကျော်ကြားခဲ့တဲ့ထိုင်းဆရာတော်ဘုရားကြီးဖရာအာချမန်းရဲ့ထေရုတ်ပတ္တိတဲကထူးခြားတဲ့ဖြစ်စဉ်တွေကိုကောက်နှုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။လောကမှာထူးခြားစံချယ်တဲ့အရာတွေဟာအမှန်တကယ်ဖြစ်ပျက်ခဲ့ဖြစ်ပျက်နေစေဖြစ်ပါတယ်။ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်လက်လမ်းမမိနိုင်တဲ့ဖြစ်ရပ်တွေဟာအချို့သောသူတွေရဲ့ပဝန်းကျင်မှာအမှန်တကယ်ဖြစ်ပျက်နေပါတယ်။အရင်ကတော့ဖုန်းမပေါ်သေးတဲ့အတွက် မှတ်တမ်းတင်တက်တည်ပြနိုင်ခြင်းမရှိတာကြောင့်စာပေမှတ်တမ်းအနည်းနဲ့ပဲရေးမှတ်ခဲ့ရတော့ယုံကြည်နိုင်မှုခင်းလှပါတယ်။မြည်သူပင်ဖြစ်စေယဟန္တာပုဂ္ဂိုလ်ကြီးများရဲ့ဖြစ်ရအကြောင်းဟာအမှန်တကယ်ကိုစိတ်ဝင်စားဖို့ကောင်းလှတာကြောင့်ဘဟုတုတရစီရန်ရည်ရွယ်ပြီးရှာဖွေလိလာဖတ်ရှုတင်ဆက်ပေးခြင်းဖြစ်ပါတယ်။ကဲနောက်ထပ်ထူးခြားစမ်းကြဲတဲ့အကြောင်းဗီဒီယိုလေးမှာပြန်တွေ့ကြအောင်ပါ။